မင်္ဂလာပါခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗေဒသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာလွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့ညပူချိန်အခြေအနေများမှာကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မကွေးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊ AR တိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနိုဝင်ဘာလရဲ့ပုံမှန်ပူချိန်တော့ထက်1ဒီဂရီဆဲဆီယံမန္တလေးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာ ိုဝင်ဘာလရဲ့ပုံမှန်အပူချိန်တို့ထက်3ဒီဂရီဆက်ဆီယက်မှ4ဒီဂရီဆက်ဆီယက်အထိနဲ့ရှမ်းပြည်နယ်မှာနိုဝင်ဘာလရဲ့ပုံမှန်အပူချိန်ထက်5ဒီဂရီဆက်ဆီယက်မှ6ဒီဂရီဆက်ဆီယက်အထိပိုခဲ့တာ။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့နိုဝင်ဘာလရဲ့ပုံမှန်အပူချိန်ခန့်သာရှိခဲ့ပါတယ်။မြို့လိုက်ထူးခြားတဲ့ညအပူချိန်များမှာဟာခါမြို့မှာ30ဒီဂရီဆက်ဆီယက်ဟောင်းမလင်းမြို့မှာ73.3ဒီဂရီဆက်ဆီယက် ဥတောင်မြို့မှာ14.2ဒီဂရီဆယ်စီယံလိုင်လင်မြို့မှာ15.8ဒီဂရီဆယ်စီယံပြင်းလင်မြို့မှာ16ဒီဂရီဆယ်စီယံမင်းကင်းမြို့မှာ16.8ဒီဂရီဆယ်စီယံနဲ့ပင်လောင်းမြို့မှာ19.6ဒီဂရီဆယ်စီယံတို့ဖြစ်ကြပါတယ်။မြို့လိုက်ရွာသွန်းခဲ့တဲ့မတ်သားပေါ်ရာမိုးချင်များမှာမတ်သားမြို့မှာ4.8လက်မှရွှေချင်းမြို့မှာ4.3လက်မှကြိုက်လက်မြို့မှာ4.3လက်မှလဲကူးမြို့မှာ3.3လက်မှ ချောင်းစုံမြို့မှာ3.23လက်မှအောက်ကံမြို့မှာ3.11လက်မှမုတ်ထုံမြို့မှာ2.99လက်မှပေါင်မြို့မှာ2.48လက်မှဒေဒရဲမြို့မှာ2.42လက်မှနဲ့မော်ဘီစိုက်ပျိုးရေးမိုးလေဝသမှာ2.36လက်မှတို့တိုင်းထွာရရှိခဲ့ပါတယ်။နိုဝင်ဘာလရဲ့မိုးရချိန်စဉ်ကျင်တဲ့အနေနဲ့ကတော့ဒီကနေ့မြန်မာစံတော်ချိန်9နိုင်ခွဲချိန်တိုင်းထွာချိန်အရရွှေကျင်မြို့မှာ130မီလီမီတာ၄ .33 လက်မှဖြစ်ပြီး ရှခင်းဆိုင်ချိန်ဟောင်းမှာ69မီလီမီတာတုံးတက်သမရှင်းနေလမှဖြစ်က1962ခုနှစ်နိုဝင်ဘာလ3ရက်နေ့ကတိုင်းထွာရရှိပါတယ်။ဒီကနေ့နေ့လည်းတနအိကွဲချိန်မိုးလေဝသဂျိုးတို့မှဖမ်းရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းတို့မှာတိမ်ထူထပ်နေပြီးကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အနေငယ်မှာတိမ်အထင်အထင်ဖြစ်လို့နေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့မုံပြင်းနယ်တို့မှာ မိုးတိမ်တောင်များဖြတ်ထုံးမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရာတစ်လျှောက်မှာမိုးရွာသွန်းကျင်တဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတိမ်ချုံခြင်းမိုးကျွပစ်ခြင်းလျက်ဆေးလက်ခြင်းနဲ့မိုးသီကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့တိမ်အထင်တက်မှတိမ်တူထက်နေပါတယ်။အခုတွေ့မြင်နေရတဲ့တိမ်တိုင်းကြီးကတော့ဖိလစ်ပိုင်ပင်လယ်ပြင်အရှေ့ပိုင်းမှာဖြစ်ပေါ်နေတဲ့တိုင်ဖုံးမုန်တိုင်းဖမ်းဝေါင်ချောင်းပဲဖြစ်ပါတယ်။ အဆိုပါတိုင်ဖုံးမုံတိုင်းဖမ်းဝောင်ရဲ့အဝန်ဝိုင်းဟာဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်းကျွန်းစုဒေသများကိုစတင်ထက်ကျော်လျက်ရှိပါတယ်။အဆိုပါတိုင်ဖုံးမုံတိုင်းဖမ်းဝောင်ဟာအနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျက်နိုင်ပြီးဒီကနေ့ညပိုင်းမှာဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းဒေသများကိုဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့မြေမြေမိုးလေဝသအခြေအနေပြပုံအရမြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာလေပြင်းအားလျော်နေနေတာကိုတွေ့ရပါတယ်။မြမပင်လေမြမလှိုင်းအသင့်အတင့်ရှိပါမယ်။လှိုင်းမြမ ညမကန်ရန်ရှောင်းနဲ့ကန်လော်ပေးလေပြန်တော့မှ6ပေမှ10ပေခန့်ရှင်းနေပါတယ်မနှက်ပြန်မနှက်အထိခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့မှာနေရာကွက်ကြားရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျဲကယားပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းတောင်ပိုင်းနေပြည်တော်ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရှမ်းကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရအနှံပြမိုးတက်ကြုံရပြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရှမ်းကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရကွက်ပြီးမိုးကျနေပါတယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလည်းဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလပိတာခံမှန်းချက်များကိုတင်ပြပါမယ်ခင်ဗျာ။ ေပြေတော်နဲ့ဒီတစ်ဝက်အတွက်မနှက်ဖြံမနှက်အထိမိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချောင်းကြပါမယ်အနေစားဖို့ချိန်မှာ24ဒီဂရီဆဲလ်စီယက်85ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်စားဖို့ချိန်မှာ30ဒီဂရီဆဲလ်စီယက်86ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်ရန်ကုန်မြို့နယ်ဒီတစ်ဝက်အတွက်မနှက်ဖြံမနှက်အထိမိုးလေဝသအခြေအနေခံမှန်းချက်မှာလည်းမိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချောင်းကြပါမယ်အနေစားဖို့ချိန်မှာ24ဒီဂရီဆဲလ်စီယက်85ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်စားဖို့ချိန်မှာ 28ဒီဂရီဆဲဆီယက်82ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတဝကျွတ်မနက်ပြန်မနက်ထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးတိမ်ချုံရွာပါမယ်။အနည်းဆုံးပုံချိန်မှာ24ဒီဂရီဆဲဆီယက်85ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်ဆုံးပုံချိန်မှာ33ဒီဂရီဆဲဆီယက်67ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညအပူချိန်များအနည်းငယ်ရောင်းနေနိုင်ပါတယ်။ မြင်းကလေးသတင်းနေကတော့ဒီကနေ့မြန်မာစံတော်ချိန်7:08နာရီ8မိနစ်29စက္ကန့်ချိန်မှာကဘာကြီးမြင်းကလေးစခန်းမှာအနောက်တောင်ဘက်မိုင်340ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်ပအတမန် Islands India Region မြောက်လက်တွတ်12.46ဒီဂရီအရှေ့လောင်ကျွတ်63.83ညဒီဂရီအနက်133ကီလိုမီတာခန့်ကိုဗဟိုပြု၍ NR Radar Scale 9.8အဆင့်ရှိ NR အသင့်အတင့်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိပါရယ် အခုတင်ပြခဲ့တာကတော့ဒီကနေ့မွန်လနဲ့နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေခင်ဗျာ။